ဟုတ်ကဲ့အားလုံးမင်္ဂလာပါဘိုးဘိုးဖြစ်ပါတယ်ဘိုးဘိုးထိုင်မသာစကားကျူဆူပါတယ်ဒီနေ့မှာကျွန်တော်ပါလာပြီး share ပေးလဲဆိုတော့ပုံမှန်ပြထားတဲ့အရာတွေပေါ့နော်အာအဲ့ဒါတွေကိုဘယ်လိုပြောလဲဆိုတော့ကျွန်တော်လာပြီး share ပေး share ပေးတာဖြစ်ပါတယ်ဒါတော့နံပါတ်5ပေါ့နော်အခြားအတုံများသောခရိယာများပေါ့နော်တခြားဒီပြဟာတွေပေါ့နော်အာအဲ့လိုမျိုးစကားတွေဖြစ်ပါတယ်ကျွန်တော်ပုံမှန်တစ်ခါတည်းပြထားပါတယ်အဲ့မှာဝင်ရောက်လေ့လာလို့ရအောင်ပေါ့နော်ကျွန်တော်ဝိုင်းလေးနဲ့တစ်ခါတည်းပြမယ်နော်โอเคစာမယ် ဒါကြတော့ကြည်တီပေါ့နော်အာကြည်တီကျွန်တော်အခုဝိုင်းလိုက်တဲ့အရာပေါ့နော် ကြည်တီဆိုတာကိုကျွန်တော်တို့ပြောတာကြတော့ do do ဆိုတာကြည်တာကိုပြောတာဖြစ်ပါတယ်နော် do ဆိုတာကြည်တာကိုပြောတာဖြစ်ပါတယ် okay အဲ့ဒါကိုကျွန်တော်တို့ကဘာကြည်မှာလဲဥပမာအနေနဲ့ကျွန်တော်ရှင်းပြမယ်နော်အာပေါ်ဆုံးမှာပေါ့နော် do ဆိုတော့ဗာကြည့်တာလဲ TV ကိုကြည့်တယ်ဆိုပြီးတော့တုံးမှာကွာ TV ကိုကြည့်တယ် TV ကိုကြည့်တယ်ဆိုလို့ရှိရင် do TV ဒါ Dhoo TV ဆိုတာ TV ကြည့်တာပေါ့ TV ကြည့်တာကိုပြောတာဖြစ်ပါတယ်เนาะ Dhoo TV ဆိုတာ TV ကြည့်တာဖြစ်ပါတယ်တကယ်လို့ကိုကအာဖုန်းကိုကြည့်တယ်ဆိုလို့ရှိရင်ဘယ်လိုပြောမလဲဖုန်းကိုကြာတော့ Thoracap နော် Thoracap ဆိုတာဖုန်းကိုခေါ်တာဖြစ်ပါတယ်ဖုန်းကနှစ်မျိုးခေါ်လို့ရတယ်เนาะဖုန်းကိုကြာတော့ Thoracap တော့မဟုတ်မือถือမือถือဆိုတာလက်ကင်ဖုန်းပေါ့เนาะအာအဲ့ဒါနှစ်ခုဖြစ်ပါတယ် ိုကျိတ်လို့တုံးပေါ့နော်ဒူမူသူဆိုတာကြတော့လက်ကင်ဖုန်းဖုန်းကြည့်တာပေါ့နော်အာဒူထောရဆပ်ဆိုတာလည်းဖုန်းကြည့်တာပါပဲနော်ဒါပဲမူသူဆိုတာကကြတော့လက်ကင်ဖုန်းပြောတာဖြစ်ပါတယ်နော်โอเคအဲ့ဒါကိုကျွန်တော်ဥပမာနေနဲ့ဘာကိုကြည့်တာလဲမူသူဆိုလို့ရှိရင်ပေါ့အတူတူပဲပေါ့နော်ဖုန်းကြည့်တယ်ဖြစ်ပါတယ်အာဒူမူသူဆိုတာဖုန်းကြည့်နေတာပေါ့နော်အာဒီပုံထုံးမှာပြထားတာကြတော့ TV ကြည့်သည်ဆိုတာကိုကြတော့ဒူ TV အဲ့အဲ့လောက်ပါပဲနော်ဒူ TV ่าตมหอดู ดูทํางานเลุ่ดๆดาวจีดาปอนเนาะอ่าดูสว่าจีเดทํางานสระเลุ่ดๆดาอ่าดูทํางานสระเลุ่ดๆดาจีเดตมหอดูกินข้าวดูสว่าจีดา กินข้าวสว่าทมิซาทมิซาดาวจีดาဖြစ်ပါတယ်อ่าဒီလိုမျိုးအနေထားယူมาตกลงရရင်เนาะဒါအခြေခံလေးတွေကျွန်တော်တခါလေးပြောပြတာဖြစ်ပါတယ်เนาะဒါပုံဟုံးမှာကြာတော့ดู TV TV จีดีสว่าလောက်ပဲပါတယ် တကယ်လို့ကိုကစာကြည့်တယ်ဆိုလို့ရှိရင်ဒူနန်းစုပေါ့နော်နန်းစုဆိုတာစာတွေကိုခေါ်တာဖြစ်ပါတယ်အဲဒူနန်းစုဆိုတာစာကြည့်နေတယ်ပေါ့နော်စာကြည့်နေတယ်ဆိုလို့ရှိရင်ဒူနန်းစုအဲအဲ့လောက်ပါပဲနော်ဒီပုံနှုံးမှာကြာတော့ဒူဒူဆိုတာကြည့်သည်အဲ့ဒါကိုကဘာကြည့်တာလဲဖုန်းကြည့်ရင်ဖုန်းပေါ့နော်ကွန်ပျူတာကြည့်ရင်ကွန်ပျူတာပေါ့နော်အဲကိုကစာကြည့်ရင်စာပေါ့နော်အဲအဲ့လိုမျိုး TV ကြည့်ရင် TV ပေါ့နော် okay ပုံမှန်မှာကျတော့ Du TV ဆိုတာလောက်ပဲကျွန်တော်ရှင်းပြထားတယ်နမူနာလေးတွေလည်းကျွန်တော်အမြောက်များစွာတုံးလို့ရတဲ့အကြောင်းကိုကျွန်တော်ရှင်းပြပြီးနော်နောက်မှ TV ဆိုတဲ့နေရာမှာ DVD အရာတွေလည်းတုံးလို့ရတဲ့အလုတ်လုတ်တာတို့ထမင်းစားတာတို့ရေတောက်တာတို့အဲအဲ့ဒါပေါ့နော် အရှိမဒူပြီးရင်ကိုကြည့်နေတဲ့အရာကိုပြောပေါ့နော်ဒူထမင်းဆိုလို့ရှိရင်လုတ်လုတ်တယ်အဲ့လိုမျိုးပေါ့နော်တကယ်ကြီးတို့နားလည်မယ်လို့ထင်ပါတယ်ဒီဒီအခြေခံလေးကိုပေါ့နော် Okay အဲ့ဒါဆိုကျွန်တော်တို့နောက်တစ်ခုသွားမယ်အာနောက်တစ်ခုကဘာလဲဆိုတော့ဝေဒီ ဝေဒီဆိုတာစືစືဆိုတာဝေဒီโอเคစືဝေဒီဘောနကိုဘာဝေတာလဲဥပမာအနေနဲ့ကွာဈေးရှင်မှာကိုဘာဝေတာလဲဘောနအဝေတာကိုနောက်မှပြောမယ်ဘောနပစ္စည်းကိုကြတော့နောက်မှပြောမှာလေးပဲပစ္စည်းကိုနောက်မှပြောမယ်ဝေတာကိုကြတော့ရှိမှပြောမယ်โอเคစືเนาะအောက်မှာကျွန်တော်ပြထားတာမှာဖြစ်ပါတယ်အာပစ္စည်းဝေဒီဆိုတာကိုကြတော့ဘယ်လိုပြောမလဲ ပစ္စည်းတွေကိုပစ္စည်းတွေကိုကြတော့ของของဆိုတာပစ္စည်းတွေကိုခေါ်တာဖြစ်ပါရင်တော့စือของဆိုတာပစ္စည်းတွေဝယ်တာဖြစ်ပါတယ်ပစ္စည်းဝယ်သည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်တကယ်လို့ကိုက focus ထားမယ်ခွာဘာကို focus ထားမလဲဆိုတော့ကိုကတစ်ခုခုဝယ်တယ်ဆိုပြီးတော့ focus ထားမယ်အဲ့ဒါဘာကိုဘာပစ္စည်းလဲဥပမာအနေနဲ့ဆိုလို့ရှိရင်ဖုန်းဝယ်တယ်ဆိုပါစို့ဖုန်းဝယ်တယ်ဆိုလို့ရှိရင်စือဝယ်သည်ပေါ့နော်ဖုန်းကိုကြတော့ထော်လက်ဆပ်စือထော်လက်ဆပ် ဆိုလို့ရှိရင်ဖုန်းဝင်တာကိုဆိုလိုတာဖြစ်ပါရင်တော့အဲအဲထူနီးတူပဲဥပမာအနေနဲ့နောက်တစ်မျိုးပြောင်းမယ်ဆိုလို့ရှိရင်ငားဝယ်တယ်ကွာငားကိုဝယ်တယ်ဆိုလို့ရှိရင်ငားကိုကြတော့ပလာโอเคအဲ့ဒါဝယ်တာအရင်ပြောမယ်စူးဝယ်သည်ငားကိုကြတော့ပလာစူးပလာဆိုလို့ရှိရင်ငားဝယ်သည်အဲအဲ့လိုအဲ့လိုပါပဲနော်တကယ်လို့တငယ်ညီတို့ကပတ်စံပေါ်ပြီးတော့ပေါ့နော်အဲကားဝယ်တယ်ဆိုပါစို့ဥပမာနေနဲ့ပြောတာနော်โอเคတချို့တွေကဝယ်ရင်လည်းဝယ်မှာပေါ့ โอเคก้าวไปเมื่อสูชุนงก้าวจารอลดเนาะลดสุดก้าวขอรับผิดพลาดอ่าซื้อลดสูรุนงก้าวเวดีปอนอ่ามอเตอร์ไซค์สูรุ่งซื้อเวดีมอเตอร์ไซค์เซ็งเกซื้อมอเตอร์ไซค์สูรุ่งเซ็งเกเวดีอ่าซื้อโลเวดีจักรยานสุดจารอเซบิงซื้อจักรยานปอนอ่าโอเคทุนี้ดูแบบดีปงมาพิจารณาจารอซื้อของสุดรบควยบีดาเนาะซื้อสุดเวดีของสุดพิซีปอนอ่ ของဆိုတာပစ္စည်းအဲဆူးของဆိုလို့ရှိရင်ပစ္စည်းဝယ်ပစ္စည်းဝယ်ဒီဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်โอเคနောက်တစ်ခုသွားမယ်ဒါကျွန်တော်အခြေခံလေးနေမူလာလေးနေပြောသွားတာเนาะအများကြီးပြောလို့ရတယ်ဘာဝယ်တယ်ဝယ်တဲ့ပစ္စည်းကိုနောက်မှထားပြီးတော့ပြောပါတော့ဆူးနောက်ဆူးဆိုတာစာအုပ်ဝယ်တယ်ဆူး employ အာ MTN 50ဝယ်တယ်ဆူး beer beer ဝယ်တယ်အဲ့လောက်ပါပဲเนาะဒါနမူနာလေးပြောပြတာเนาะကိုဝယ်တဲ့ရာကိုကိုတုံးပြီးတော့ပြောသွားလို့ရတယ်เนาะโอเค ောက်တစ်ခုသွားမယ်နောက်တစ်ခုကဘာလဲဆိုတော့อืมရောင်းတာဘောနော်ရောင်းတီရောင်းတီဆိုတဲ့အရာကိုကျွန်တော်တို့ပြောမယ်ရောင်းတီဆိုတာဘာကိုရောင်းတာလဲအာအဲ့လိုမျိုးလာမယ်ဥပမာအနေနဲ့ခုနကလိုမျိုးရှင်းပြမယ်နော်အဲ့ဒါဘလို့ရှင်းပြလဲဆိုတော့ကျွန်တော်တခါလေးပြောမယ်အော်ရှင်းနေဒီမှာ1 2 3ဒီလိုမျိုးဗီဒီယိုဖိုင်လုတ်ပြီးတော့တင်ပေးပြီးသွားပြီเนาะ1 2 3တွေဝင်ကြည့်လို့ရပါတယ်။ Okay ဒီနေ့မှာ ကြတော့9နဲ့6နဲ့လာပြီးတော့ share ပေးတာဖြစ်ပါတယ်ကျွန်တော် channel ကို follow လုပ်ရသည် follow လုပ်သွားပါလို့ပြောချင်ပါတယ် okay သွားမယ်ရောင်းသည်ဆိုတာကြတော့ခိုင်ခိုင်ဆိုတာရောင်းသည်ပေါ့နော်ဟိုမှာခိုင်ဆိုတာရောင်းသည်ဘာရောင်းတာလဲအဲအောက်မှာကြတော့ဘာရောင်းတာလဲပစ္စည်းရောင်းတော့ကွာပစ္စည်းကိုကြတော့ของของဆိုတာပစ္စည်းခိုင်ของဆိုလို့ရှိရင်ပစ္စည်းရောင်းတာ okay ဟိုပုံမှာလို့ထင်ပါတယ်နော်ကိုက ။ဘာပစ္စည်းဆိုပြီးတော့ focus ထားပြီးတော့ focus ထားပြီးတော့ပြောမယ်ကွာ။ဘာပစ္စည်းရောင်းလာလဲ။ခေါင်းချမ်းဆိုလို့ရှိရင်အကုံ6တွေပေါ့နော်။အဲ့ဒါကြတော့ခိုင်ခေါင်းချမ်းဆိုလို့ရှိရင်ကုံ6တွေအာပြီးသုံးမဟုတ်ကွာ။ငားရောင်းတယ်ဆိုပါလို့ငားရောင်းတယ်ဆိုလို့ရှိရင်ငားကိုကြတော့ပလာပလာပေါ့နော်။ခိုင်ပလာမနောဒါခိုင်ပလာဆိုလို့ရှိရင်ငားရောင်းတာအဲအဲ့လိုမျိုးပေါ့နော်။ ဒီကလုတ်ကွာတည်တည်တည်ရွဲ့ဟင်းဒီဟင်းရွဲ့တူရောင်းနေဆိုလို့ရှိရင်ခိုင်ဖတ်ဖတ်ဖတ်ဆိုတာဟင်းဒီဟင်းရွဲ့တူခေါ်တာဖြစ်ပါနော်ခိုင်ဖတ်ဖတ်ဆိုလို့ရှိရင်ဟင်းဒီဟင်းရွဲ့ရောင်းတယ်အာသူမဟုတ်ကွာတည်တည်ဝလံရောင်းတယ်ဆိုလို့ရှိရင်ဖော်လမိုင်းဆိုတာတည်တည်ဝလံအဲ့ဒါကိုကိုကဘာရောင်းတာလဲရောင်းတာကိုအရင်ပြောရမယ်ရောင်းတာကိုကြတော့ခိုင်ဘာဖြစ်စီလဲဖော်လမိုင်းဆိုလို့ရှိရင်ဖော်အေးတည်တည်ဝလံဆိုလို့ရှိရင်ဖော်လမိုင်းပေါ့နော်ခိုင်ဖော်လမိုင်း ခိုင်ဖော်လမိုင်းဆိုတာတည်တည်ဝလံရောင်းတာပေါ့နော်ပစ္စည်းရောင်းတာပစ္စည်းနေရာမှာဖော်လမိုင်းထည့်လိုက်မယ်ဆိုလို့ရှိရင်ခိုင်ဖော်လမိုင်းဆိုလို့ရှိရင်ပစ္စည်းတည်တည်ဝလံရောင်းတာပေါ့နော်အသီးနှံရောင်းအဲဖော်လမိုင်းဆိုတာကျွန်တော်တို့ပန်းသီးလေမွန်သီးတို့အာစပစ်သီးအာအဲ့အဲ့သီးတွေပြောတာနော်โอเคနောက်တစ်ခုသွားမယ်နောက်တစ်ခုကကြာတော့အဲ့သီးအဲ့ဒီကိုကြာတော့ဘလို့အဲ့ဒါကိုကြာတော့ non non ဆိုတာအဲ့ဒါနော် non ဆိုတာအိတ်တာအိတ်တာကိုကျတော့ဘယ်လိုပြောမလဲအိတ်တာကိုကျတော့အိပ်ပျော်နေတယ်ဆိုပြီးတော့ပြောချင်တယ်ကွာအိပ်ပျော်နေတယ်ဆိုပြီးတော့ပြောချင်တယ်ဆိုဟောဒီမှာ non lap lap ဆိုတာအိပ်ပျော်သွားတာပျော်နေတာအိပ်ပျော်တာပေါ့နော် non lap non lap ဆိုလို့ရှိရင်အိပ်ပျော်တာဒီအဓိပ္ပာယ်အိပ်ပျော်သည်ပေါ့နော်အိပ်ပျော်သည်ဆိုတာ non lap okay မလို့ထင်ပါတယ်အာ okay တယ်ဆိုလို့ရှိရင်နောက်တစ်ရွက်ကိုသွားမယ်အာနောက်တစ်ရွက် sorry ပါ ောက်တစ်ရက်ကိုသွားမယ်โอเคနောက်တစ်ရက်ကဘာလဲဆိုတော့ခဏလေးနော်ကျွန်တော်ချိန်လိုက်မယ်โอเคနောက်တစ်ရက်ကကြတော့နံပါတ်6ဖြစ်ပါတယ်ခန်းစားချက်နဲ့ဆက်ဆက်တဲ့စကလုံးများပေါ့နော်ခန်းစားချက်နဲ့ဆက်ဆက်တဲ့စကလုံးတွေအဲ့ဒါဘယ်လိုခန်းစားချက်တွေလဲဆိုတော့ကျွန်တော်ပြောပြမယ်โอเคအဲ့အပေါ်မှာဝိုင်းထားတာအော်ကျွန်တော်ဝိုင်းပြမယ်โอเคအဲ့ဒါကြတော့ဗာလဲခန်းစားရသည်ပေါ့နော်ခန်းစားရတာခန်းစားရသည်ဆိုရက်မြန်မာအဓိပ္ပာယ်ကိုထိုင်းလူနဲ့ဘယ်လိုပြောလဲဆိုတော့ loose รู้สึกอ่าบลูบลูรู้สึกดาแลอ่าบ่เนาะบลูคันษาดาแลပြောချင်းน่ะรู้สึกဆိုတာคันษาတယ်โอเคအဲ့ဒါကိုအောက်มาပေါ့เนาะဘလူခန်းစားရလဲဆိုတော့ကျွန်တော်နမူနာလေးရေးပြရေးပြထားတယ်ဝိုင်းရင်းလိုက်ပါပြီကောင်းတည်ဟုခန်းစားရတယ်ကွာကောင်းတယ်လို့ခန်းစားရတယ်အာအဲ့လိုကြတော့လူစึกဒီဒီဆိုတာကောင်းတည်ပေါ့เนาะအာလူစึกဆိုတာခန်းစားရတာအဲ့ဒါနှုတ်ပေါင်းလိုက်အောင်ပဲလူစึก ခံစားရတယ်ဒီကောင်းတယ်ဟောမနော်ကောင်းတယ်လို့ခံစားရတယ်လူစုဒီကောင်းတယ်လို့ခံစားရတယ်ဟောနော်အာလူစုမကောင်းဘူးဆိုလို့ရှိရင်မိတ်ဒီဟောနော်လူစုမိတ်ဒီမကောင်းဘူးလို့ခံစားရတယ်ဟောနော်အာအဲ့လိုမျိုးကိုယ်ခံစားချက်ကိုပေါ်ပြတာလူစုဆိုတာကိုယ်ခံစားချက်ကိုပေါ်ပြတာလူစုဟင်ဦးခေါအာအဲ့လိုမျိုးပေါ့နော်ဟင်ဦးခေါဆိုတာပိတ်စားတယ် ကိုကဘိဆာလာကိုကြာတော့ဟင်ကိုခေါင်းပေါ့နော်အဲ့ဒါကိုကိုရဲ့ခံစားချက်ကိုပြောပြမှာပေါ့ငါဘိဆာနေတယ်ပေါ့နော်အဲအဲ့လိုပြောမယ်ဆိုလို့ရှိရင်လူးစုခံစားရတယ်ညူခေါင်းဘိဆာတယ်အဲပေါ့နော်ဘိဆာတို့လူခံစားရတယ်လူးစုညူခေါင်းငါဘိဆာတို့လူခံစားရတယ်အဲအဲ့လိုမျိုးပေါ့နော်တကယ်လို့ကိုကရီစာတယ်လို့ရီစာနေတယ်အဲ့ဒါကိုကပြောချင်တယ်ကွာငါရီစာနေတယ်လို့ခံစားရတယ်ပေါ့နော်လူးစုညူခေါင်းကအဲယူနမ် ယူနမ်ဆိုတာရီရီကိုပြောတာဖြစ်ပါတယ်နော်ရီစာနေတဲ့ယူနမ်လူစုဆိုတာခံစားရတယ်နော်ယူနမ်ဆိုတာရီစာတယ်နော်ငါငါခံစားနေရတယ်ပေါ့နော်ငါရီစာတို့ခံစားနေရတယ်လူစုယူနမ်အဲအဲ့လိုပေါ့နော်အာကွတ်ဥပမာကွာလူစုယူခောက်ဆိုတာပိစာလို့ခံစားရတယ်ပေါ့နော်လူစုယူနမ်ဆိုတာရီစာလို့ခံစားရတယ်ကိုခံစားရတဲ့အရာကိုပြောပေါ့နော်ဘာဘာကိုခံစားရလဲပေါ့နော် ဲ့လိုသုံးသွားလို့ရတယ်နော်အများကြီးသုံးသွားလို့ရတယ်လူငယ်လေးနေပြောပြသွားတာနော်ကျွန်တော်ခန်းစားရတယ်ဟိုတမင်းစားတာတို့ရေးစားတာတို့ဘာတို့ကြတော့ကျန်တဲ့ခန်းစားချက်တွေကိုကြတော့ပြောပါနော်တကယ်လို့ဈေးကြီးတယ်ကွာ loose pain အဲ pain ဆိုတာဈေးကြီးတယ် loose ဆိုတာခန်းစားရတယ်ကွာ pain ဆိုတာဈေးကြီးတယ်အဈေးကြီးတယ်လို့ခန်းစားရတယ်ဆိုတဲ့သဘောပေါ့နော်အဲတကယ်လို့ဈေးပေါ်တယ်ဆိုတာကြတော့ထို loose ခန်းစားရတယ်ထို zip ပေါ်တယ် ပါခန်းစားရဈေးပိုးဈေးပိုးတယ်လို့ခန်းစားရတယ်ပေါ့နော်ဒီဥစ္စာအဲ့လိုမျိုးပေါ့နော်ဈေးပိုးတယ်လို့ခန်းစားရတယ်အဲ့လိုပေါ့နော်ကိုခန်းစားရတာကိုနောက်မှထိပ်ပြီးပြောပေါ့နော် loose ဆိုတာခန်းစားရတယ်ညူခောက်ဆိုတာပိတ်စားတယ်ဒီပုံနှုံးမှာပြန်လာတာကြတော့ကောင်းတည်ဟုခန်းစားရတယ်ကောင်းတယ်လို့ခန်းစားရတယ်ကွာသူအတိတ်ပဲอ่ะ loose ဒီအဲအဲ့လိုပါပဲနော် loose made ဒီဆိုတော့မကောင်းမကောင်းမကောင်းလို့ခန်းစားရတယ်အဲ့လိုပါပဲဘိုးပေါ့မလို့ထင်ပါတယ်နော် နောက်ထပ်အများကြီးကိုစာဖွဲ့လို့ရတယ်စကားဖွဲ့လို့ရတယ်โอเคနောက်တစ်ခုသွားမယ်နောက်တစ်ခုကြတော့ဟိုမှာဖြစ်ပါတယ်အဲလူစုအော်ဒီမှာတစ်ခါလေးရေးပြထားကျွန်တော်မကြည့်ဖြစ်ဘူးကျွန်တော်ကြည့်ပြမှာပဲကြည့်ပြီးတော့ပြောနေတာဟိုမှာ1နဲ့တီကိုခံစားရတယ်ကွာအဲ့ဒါကြတော့လူစုဆိုတာ1နဲ့အဲလူစုဆိုတာခံစားရတာစီရကြိုင်ဆိုတာ1နဲ့တာလူစုစီရကြိုင်အဲ1နဲ့တီကိုခံစားရတယ်ပေါ့နော် မနေ့တီဟုခံစားရတယ်အဲ့လိုပေါ့နော်ကျွန်တော်ဒီဘက်ကိုကြည့်ပြီးတော့ပြောနေဒီဒီမှာအစာအုပ်သေးချာမကြည့်ဘူးခုမှတွေ့တယ်လူစုစီရဲ့ใจဆိုလို့ရှိရင်ဝမ်းနေ့တီဟုခံစားရတယ်ပေါ့နော်အဲ့သူရဲ့ဒီဘက်အဲ့ဒါစီရဲ့ใจဆိုတော့ဝမ်းနေ့တော့ပြောတာဖြစ်ပါတယ်နော်ဒီဒီဥစားမစီရဲ့ใจဆိုတော့ဒီဥစားပေါ့နော်အာလူစုဆိုတာခံစားရတယ်စီရဲ့ใจဆိုတော့ဝမ်းနေ့တယ်အာဝမ်းနေ့လို့ခံစားရတယ်ပေါ့နော်ဝမ်းနေ့တီဟုခံစားရတယ်ပေါ့နော်အာအဲ့လိုပေါ့နော်โอเคနောက်တစ်ခုသွားမယ်နောက်တစ်ခုပါလဲ chạy để và nó của bảo chạy lại chạy để rồi u mà quá của chạy để rồi gặp chỗ trên này cho cho rồi chạy để và nó của bảo chạy đã lại nào mà làm ấy bảo chạy đã lại à mà xa ra đâu chạy đi solution xa ra đâu chả nó blue bio lại xa ra đâu chả nó kin kin rồi xa để và nó ấy đâu chả nó non toa đâu chả nó bay là đâu chả nó mà အကစားလောက်တော့ကြတော့အော်ကလန်အော်ကလန်ကိုင်ဘောနော်လင်ကီလာဆိုလို့ရှိရင်အကစားကစားတာပဲနော်အော်ကလန်ကိုင်ဆိုတော့ကျမကြီးလောက်တာကျမကြီးပြေးတော့ဘာလို့ဘောနော်လင်ကီလာဆိုတာကြတော့ဘောလုံးကန်တာတို့တင်းနေရိုက်တာတို့ရေကူးတာတို့ဘောနော်အာအဲ့လိုမျိုးဘောနော်ကိုယ်ကဘာကိုကြိုက်လဲ chop chop gin အမရိုးစားဘောနော် chop gin ဆိုတာကြတော့စားတာကိုကြိုက်တယ်တကယ်လို့ကိုယ်ကအိတ်တာကိုကြိုက်တယ်ဆိုလို့ရှိရင် chop အိတ်တာကို non ဟုတ်ပါတယ်ချောင်း non ဆိုလို့ရှိရင်အိတ်တာကိုကြိုက်တယ်တကယ်လို့ကိုကပြေးတာကိုကြိုက်တယ်ဆိုလို့ရှိရင်ချောင်း wing wing ဆိုတာပြေးတာเนาะအဲအဲ့လိုမျိုးတွေတုံးသွားလို့ရတယ်เนาะကိုကဘာကိုကြိုက်တာလဲစက်ဘင်းစီတာကိုကြိုက်တယ်ဆိုပါစို့စက်ဘင်းစီတာကိုကြတော့ပန်จักรยานပန်จักรยานဆိုတာစက်ဘင်းနီးနာကိုပြောတာဖြစ်ပါရဲ့เนาะโอเคချောင်းပန်จักรยานဆိုတာကြတော့စက်ဘင်းနီးနာကိုကြိုက်တယ်စက်ဘင်းစီတာကိုကြိုက်တယ် เนาะอ่าชอบแต่บอลโซลูชั่นแต่บอลสําหรับโปรแกรมนะเนาะ ชอบสําหรับใจแต่อะนี่กูปองเลยมั้ยชอบแต่บอลโซลูชั่นโปรแกรมเราใจแต่ตะเกลุกูอ่ะจี้ตาโอใจแต่โซลูชั่นโปรแกรมเราจี้ตาใจแต่โซลูชั่นชอบใจแต่ดูสําหรับจี้ดิบอลสําหรับโปรลงโปรลงเวรี่โอပြောတာဖြစ်ပါတယ်เนาะอ่ะအကုန်လုံးပေါင်းလိုက်ชอบดูบอลโซลูชั่นใจတယ်กว่าโปรแกรมเราจี้อ่ะใจแต่อ่าအဲ့လိုပြောเนาะ ชอบดูสาวอ่าชอบဆိုတာကြိတ်တယ်ดูဆိုတာကြည်တာสาวဆိုတာအပြူလေးတွေကိုပြောတာชอบดูสาวဆိုလို့ရှင်အာအပြူလေးတွေကိုကြည်ရတာကြိုက်တယ်ကွာတကယ်လို့ကိုကရောက်ကောင်လေးတွေကိုကြည်ရတာကြိုက်တယ်ဆိုလို့ရှင်ชอบดูผู้ชายယောက်ျားလေးတွေပေါ့เนาะนุ่มๆဆိုတာကောင်လေးတွေอ่าชอบดูผู้ชายဆိုလို့ရှင်ယောက်ျားလေးတွေကိုကြည်ရတာကြိုက်တယ်ဒါဥပမာနည်းနည်းရှင်းပြတာเนาะชอบดูนุ่มๆဆိုလို့ရှင်ကောင်လေးတွေကိုကြည်တာကြိုက်တယ်အာအဲ့လိုမျိုးပေါ့เนาะကိုကြိုက်လို့တုံးလို့ရเนาะ à đi mà cho đó xa đảo chạy để sửa lâu bé solution cho kinh xa đảo chạy để cho à, non ai đảo chạy để cho win kia đảo chạy để cho Chọc... ở cái lăng cai cha mẹ lâu đảo chạy để cho lên kia là ở à, ra lâu đảo chạy để à anh lưu bọn nó à miu miu tông người này chạy đảo xí mà thả bi rồi bọn nó cho sửa để chạy thì sửa để sửa gạo xí mà thả bi rồi nào mà lâu trên này giàu thêm được giàu bọn nó cho kinh bia chop ဆိုတာကြိုက်တယ်။ gin beer ဆိုတာ beer တောက်တာကိုပြောတာ။ chop gin beer ဆိုလို့ရှိရင် beer တောက်တာကြိုက်တယ်။တော့မဟုတ် chop drink beer beer တောက်တာကြိုက်တယ်။အဲအဲ့လိုပေါ့နော်။ Okay နောက်တစ်ခုကဘာလဲဆိုတော့ဟိုမှာပါ။အာဒီမှာလာပြီးကြည်ရတာကြိုက်တယ်။အော်ကျွန်တော်ခုနကလိုပဲဟိုးဘေးကိုကြည့်ပြီးတော့ပြောနေဒီမှာစာထဲမှာပါတယ်။ chop do ကြည်ရတာကိုကြိုက်တယ်။အာပေါ့နော်။ကြည်ရတာကိုကြိုက်တယ်။ chop do do ဆိုတာကြည်တာကိုလေ။ chop ဆိုတာကြိုက်တာ။အာပေါ့နော်။ကြည် ဟောဘယ်လိုပြောမြန်မာလူနဲ့ဆိုကြည်ရတာကြိုက်သည်ပေါ့နော် chop ဆိုတာကြိုက်သည် do ဆိုတာကြည်ရတာ chop do ဆိုတာကြည်ရတာကြိုက်တယ် okay နဲ့နော်အဲ့လွယ်လေးပါဒါလေးပြကိုနောက်မှာ chop ဆိုတာရဲ့နောက်မှာကိုဘာလို့တောက်ထည့်ပြီးတော့တောင်းလုံးမယ်နော်ကြိုက်တာကိုဘာကြိုက်တာလဲကိုကတရှင်နာထောင်းတာကြိုက်တယ်ဆိုလို့ချင်း chop fang plane fang ဆိုတာနားထောင်းတာ plane ဆိုတာတချင်းကိုပြောတာဖြစ်ပါတယ် chop fang plane ဆိုလို့ချင်းတချင်းနားထောင်းလာကြိုက်တယ်ကွာအာ chop ကြိုက်တယ်ဒူနန်ကြည်တယ်ဒူဆိုတာကြည်တယ်နန်ဆိုတာရုပ်ရှင်ပြောတာချော့ဒူနန်ဆိုတာရုပ်ရှင်ကရုပ်ရှင်ကြည့်ရတာကြိုက်တယ်ကွာအဲ့အလောက်ပါမင်းနော်တငငယ်ကြီးတို့နားလည်မယ်လို့ထင်ပါတယ်နော် အမျိုးမျိုးတုံးလို့ရတယ်ပေါ့နော်ဒါဒီလောက်နမူနာလေးလောက်ပဲကျွန်တော်ပြောသွားတာနော်โอเคနောက်တစ်ခုသွားမယ်နောက်တစ်ခုကကြတော့အာပေါ့နော်ဥမာအနောက်တစ်ခုပါလဲချစ်ပေါ့နော် အာချစ်ကိုကြတော့ခဏလေးနော် Mhm. อัจฉิกูจารบลูเปาะมารักรักสรว่าจิตดาวเปาะราผิดไปเนาะรักสรว่าจิตตาอ่าตะเกลุกูก็บาแลมิ้งกูจิตเตกว่าติ้งกูจิตเตขะมะกูจิตเตอ่าอะลูบ่เนาะเปาะจินดาวมิ้งกูจิตเตนิ้งกูจิตเตติ้งกูจิตเตขะมะกูจิตเตรักคุณคุณสรว่าติ้งติ้งกูบ่เนาะติ้งกูนิ้งกูขะมะกูอ่าบ่เนาะ rác rác khun rồi nhưng mà nên giúp nhà mình dùng miếng mì của chị đâu quá à thế lâu về rác khun solution miếng của chị đấy thì cái lúc rác uh, năm mươi nét tem quá năm mươi nét tem mà sử mà cho nó năm mươi bọn nó bù bù rác bù bù solution bù bù chị đấy bù bù chị đấy bọn nó rác bù bù cú cú cucu cucu chị đấy xin rác rồi chị tí bọn nó cú cú cucu solution no. làm ấy là. ကိုချစ်တဲ့လူကိုနောက်မှလာမယ်ချစ်တော့အင်းပြောမယ်ချစ်တော့ကြတော့ rap တကယ်လို့မမကိုချစ်တဲ့ဆိုပါစို့ကွာဥပမာဒီနေ့အဲဆို rap မမမနော်အာမမကိုချစ်တဲ့တကယ်လို့အာအီဖြိုးဆိုပြီးတော့ထားလိုက်ကွာနာမည်ကတော့မတွေးမိဘူးနော်နာမည်တီနေနာမည်တူနေရင်လည်းနာမည်တူသွားရင်လည်းတောင်းမှန်ပါတယ်နော်ကျွန်တော်ဥပမာအီဖြိုးချစ်တဲ့ဆိုပါစို့ကွာအာအဲဆိုကွာ rap ချစ်တဲ့ပေါ့နော်အီဖြိုးအာ rap အီဖြိုးဆိုလို့ရှိရင်အီဖြိုးကိုချစ်တဲ့ အဲ့လိုမျိုးပေါ့နော်ကုကူကုကူအောင်ဆိုပါစို့ကွာရက်ကုကူအောင်အဲ့ဒါဆိုကုကူအောင်ကိုချစ်တယ်ပေါ့နော်အဲ့လိုမျိုးသုံးလို့ရပါနော်တကယ်အဲ့အဲ့ဒီချစ်တယ်ဆိုတဲ့စကားရဲ့စัจကျင်ဘက်လာပါပြီမုံသည်မုံသည်ဆိုဆိုရင်လဲ create create ဆိုတာမုံတော်ပြောတာနော်အာ okay ဒါကကိုကဘာ create မှာလဲစာထဲမှာကြတော့ create con con ဆိုတာလူပြောတာဖြစ်ပါတယ် create ဆိုတော့မုံဒီပေါ့နော် con ဆိုလို့ရှိရင်လူ create con ဆိုလို့ရှိရင်လူကိုမုံတယ်ကွာဥပမာနည်းနည်းပြောပြတာเนาะအာ okay အဲ့ဒါကိုကျွန်တော်ဘူဘူကိုမုံတယ်ဆိုပါစို့ကွာအာအပြင်မှာတော့မုံလိုက်နေเนาะဒါအစာအထက်မှာပေါ့နော်နမူနာလေးကြီးပြောပြတာ okay ဘူဘူမုံတယ်ဆိုရင်လို့ရှိရင်ဘူမုံတယ်ဆိုလို့ရှိရင် create ဘူ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 မုံတယ်ပေါ့နော်အာအဲ့ဒါကြောင့်မမမုံတယ်ဆိုပါစို့မမကျွန်တော်တက်ခွဲပြီးတော့ထားခဲ့တယ်ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော် အဲ့ဒါနဲ့မမမုံးတယ်ကွာ okay create မုံးတည်မမမနော် create မမအာခုနလိုပဲကိုကိုမုံးတဲ့သူကိုနောက်ကိုမုံးတဲ့သူကိုနောက်မှထားမယ်အရှိမမုံးသည်ဆိုတော့အရှိမထားမယ်နော် create မမဆိုမမမုံးတယ် create ကိုကိုဆိုလို့ရှိရင်ကိုကိုကိုမုံးတယ် create ဘိုဘိုဆိုလို့ရှိရင်ဘိုဘိုကိုမုံးတယ်ပေါ့နော်အဲအဲ့လိုမျိုးမုံးတော့မုံးတဲ့လူကိုနာမည်ကိုနောက်မှထားပြီးတော့ရှိမကြတော့ create ဆိုပြီးတော့ထည့်ပြီးတော့တောင်းရမှာဖြစ်ပါတယ်နော် အဲ့လိုပဲရက်ဆိုတယ်အဲ့လိုပဲချစ်တီဆိုတယ်ဒီပဲနော်ရက်ဘူဘူဆိုဘူဘူချစ်တယ်ရက်မမဆိုလို့ရှိရင်မမကိုချစ်တယ်ရက်ကူကူဆိုလို့ရှိရင်ကူကူချစ်တယ်အာအဲ့လောက်ပါပဲနော်တကယ်ရင်သဘောပေါက်မယ်လို့ထင်ပါတယ်နော်โอเคသဘောပေါက်တယ်ဆိုလို့ရှိရင်စင်ပြေတယ်တကယ်ရင်တို့လေးလံရတာအစင်ပြေတယ်ဆိုလို့ရှိရင်တကယ်ရင်တို့ရဲ့ဘော်ဒါတွေကိုတကယ်ရင်တွေကိုထိမှရှိနေကိုယ့်ရဲ့ဘော်ဒါတွေကိုနည်းနည်း share ပေးပါလို့ပြောချင်ပါတယ်အာ follow မလို့ရတည်ရင် follow လေးလောက်သွားပါလို့ ြောချင်ပါတယ်ကျွန်တော်အခုလိုမျိုး live လွှင့် live လဲလွှင့်ပါတယ်ပြီးတော့ video file လေးလည်းတင်ပေးပါတယ်ပြီးတော့ညံစမ်းမိခွန်းလေးတွေလည်းလုတ်ပေးပါတယ်နော်အားရောက်ပြီးတော့မိမြန်လေးလာလို့ရပါတယ်မိညာလို့လည်းရပါတယ်ကျွန်တော် channel လေးကို follow လုပ်ရတဲ့ follow လုပ်သွားပါလို့ပြောချင်ပါတယ်အားလုံးအဆင်ပြေမလို့ထင်ပါတယ်ခင်ဗျကဲအားလုံး thank you ပါဒီနေ့တော့ဒီလောက်ပါပဲနော်နောက်နေ့ဒီမှာခုနှစ်ရဲ့ရှိရဆိုပြီးတော့လာပြီးတော့ share ပေးပါမယ်ဒီနေ့မှာကြတော့အာ 5ရက်6ရက်ပျော်ပြီးသွားပြီဆိုတော့နောက်နေ့အတွက်9ရက်10ရက်လာမှာဖြစ်ပါတယ်နော်အာစောက်ကြည့်ပါလို့ပြောချင်ပါတယ်အားလုံး thank you ပါကျေးဇူးတင်ပါတယ်